2025ခုနှစ်မေလ21ရက်နေ့ဗိုလ်ထူးနေ့နံနက်6နာရီဂျိုရူဝရရှိတဲ့တိုင်းတာချက်တွေနဲ့အတူဘင်္ဂလားပင်လယ်သမုဒ္ဒရာတွေကတူးခြားတဲ့အခြေအနေများကိုကျွန်တော်တို့လေ့လာထပ်မတင်ဆက်မှာဖြစ်ပါတယ်ဒီကနေ့21ရက်နေ့မှာဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံကမိုးလုသပညာရှင်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိုးရသပညာရှင်တွေကရှက်တီဆိုတဲ့အပူပိုင်းမုန်တိုင်းစတင်ဖြစ်တော့မယ်လို့သူတို့ခမန်းချက်တွေနဲ့အသိပေး ထုတ်ပြန်လာပါတယ်။အဲ့ဒီဖြစ်လာနိုင်တဲ့မုန်တိုင်းဟာတနာယီဥမိုင်45မိုင်ကနေတော့မိုင်60ဝန်းကျင်တိဖြစ်နိုင်ပြီးတော့အိန္ဒိယနိုင်ငံကိုဥတည်ပြီးတော့ပွားမယ်လို့ကနဦးခမန်းချစ်တရားကျွန်တော်တို့လည်းတိုင်းတာရရှိပါတယ်။ဒီမုန်တိုင်းရဲ့ရေငွေ့စုတဲ့အချိန်တွန်းပို့လိုက်တဲ့အချိန်ကြောင့်မလို့ရှက်တီဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြင်းအတိပေးချက်ဦးထေတင်မိုးစလဘလော့ကာမှအထူးတတိပေးချက် မေလ28ရက်နေ့လောက်မှာဘင်္ဂလားပင်လယ်အော် အနောက်ဘက်မှာရှက်တီဆိုင်ကလိုင်းအပူပိုင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မိုးစလဌာနတွေကနေကနဦးခံမှန်းထားပါတယ်။မုန်တိုင်းဖြစ်ခဲ့မယ်ဆိုရင်ဘလို့စတင်အခြေတည်မလဲ။ဘလောက်ပြင်းထန်နိုင်ပြီးဘယ်ကိုဥတီသွားနိုင်မလဲဆိုတာကိုဥသေးတဲ့မိုးစလဘလော့ကာကထက်ဆင့်တုံးသက်တင်ဆက်ထားပါတယ်။မုန်တိုင်းဖြစ်လာနိုင်တဲ့အရှိကြောင်းဘင်္ဂလားပင်လယ်အတွင်းမုတ်တုံလေးနဲ့ရင်းဝဲစုဖွဲ့မှုမြင့်တက်ပြီး မြန်မာနိုင်ငံကိုဝင်ရောက်လာမှာဖြစ်လို့နေစုမိုးဘလိုရွာသွန်းနိုင်နေဆိုတာကိုလည်းတင်ကြိုခံမှန်းပေးထားပါတယ်။မြန်မာမိုးစလာဘက်ကလည်းအရှိတ်ဘက်မှရုတ်တရက်ဝင်ရောက်လာနိုင်သည့်လေပွေလိုင်းများကြောင့်လာမည့်မေလ24ရက်25ရက်26ရက်နေ့များတွင်တပြည်လုံးတွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးတိကျွေခြင်းမိုးကျိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။မာပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာမိုးရေပဲပဲမဲမဲရွာနိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်တို့ကနဦးခမန်းထုတ်ပြန်ပါတယ်။အဲ့တော့ဒီမုံတိုင်းဘယ်လိုဖြစ်လဲဆိုတာကိုကျွန်တော်ဒီကနေ့မနေ့ရရှိတဲ့ 6နာရီကတိုင်းတာချက်တွေနဲ့24နာရီတစ်စိမ်ဘယ်လိုဖြစ်လာလဲဆိုတာလေ့လာကြည့်အောင်ဒီပုံတင်နည်းကတော့ကျွန်တော်10နှစ်ကျော်သုတေသနလုပ်ထားတဲ့ပုံတင်နည်းနဲ့ကျွန်တော်ခံမှန်းပေးမှာဖြစ်ပါတယ်ဒီကနေ့မနက်6နာရီမှာဆိုလို့ရှင်အိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းကအင်မတန်မှပူတော်နေတဲ့အိန္ဒိယနိုင်ငံတွေကိုပြန်ပြီးတော့ကိုယ်ဝင်သွားပြီးတော့တချို့လေစီးကြောင်းတွေဟာမြန်မာပြည်တောင်တန်းမှာရပ်သွားပြီးတော့တချို့လေစီးကြောင်းတွေဟာ မြန်မာပြည်အလဲပိုင်းကိုဝင်သွားတာတွေ့ရပါတယ်။အဲ့ဒီအိဗယ်ကတော့မြန်မာပြည်မှာနေရာကွက်ကြားမိုးရွာနိုင်တဲ့လေစီးကြောင်းလို့ကျွန်တော်တို့ခမန်းပြောကြားလိုပါတယ်။လာမယ့်20နှစ်ရည်နေ့လဲ17နှစ်လောက်ကြောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်တွေကလေစီးကြောင်းကအနည်းငယ်အားကောင်းလာပြီးတော့တနအီမိုင်30အထိတိုက်ခတ်ပြီးတော့မှအိန္ဒိယနိုင်ငံမြောက်ဖက်မှာလေဆိုင်ဝဲတစ်ခုစတင်ပြစ်ပေါ်နိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။ လာမယ့်23ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်ထဲမှာတိုက်ခတ်နေတဲ့လေစီးကြောင်းကတနာယီကို35မိုင်ကြီးတဖြည်းဖြည်းတက်လာတဲ့အပြင်ကိုပဲအိန္ဒိယသမုဒ္ဒရာကလာတဲ့လေစီးကြောင်းကမြန်မာပြည်နဲ့ထိုင်းနိုင်ငံကိုကြော်ပြီးတော့တောင်တရုတ်ပင်လယ်ကိုသွားပေါင်းတာတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲမြန်မာနိုင်ငံကိုဖျက်ပြီးတော့ဝင်ပြီးတော့မိုးတွေနေရာကွက်ကြားရွာနိုင်တဲ့အခြေအနေရှိပါတယ်လာမယ့်24ရက်မှာတော့လေစီးကြောင်းကတနာယီကိုမိုင်40အထိ အချိန်တက်လာပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံတွေကိုပောက်ဝဲသလိုပဲမြန်မာပြည်ခဲကိုလည်းစတင်ပြီးတော့အချိန်အုံပြင်းပြင်းနဲ့ရေငွေ့တွေတွန်းပို့နေတာတွေ့ရမှာဖြစ်ပါတယ်။25ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲနဲ့လေဖျားနဲ့ရာရဝန်းတစ်ခုဖြစ်လာမယ်လို့ကနဦးခန့်မှန်းပြီးတော့ဒီတက်ခတ်နှုတ်အောင်ဆိုလို့ရှိရင်တနအီကို45မိုင်အထိတက်ခတ်နိုင်တဲ့အနေအထားကိုရောက်ရှိလာနိုင်ပါတယ်။ 26ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ထဲကလေစီးကြောင်းဟာလေစုံချက်တွေနဲ့လေဆိုင်ဝဲကြီးဖြစ်လာပြီးတော့တနအီကိုမိုင်90လီပါစတင်ပြီးတော့အချိန်မြင့်လာတာတွေ့ရမှာဖြစ်ပြီးတော့အိန္ဒိယသမုတ်တရာကလာတဲ့လေစီးကြောင်းဟာဗမာပြည်အောက်ပိုင်းကိုလည်းတနအီမိုင်90လောက်နဲ့စတင်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ပင်လယ်ပြင်ကလုတ်သားတွေသတိထားရမယ့်အချိန်ရောက်ပြီလို့အသိပေးပါမယ်ထို့အတူပဲဒီလေစီးကြောင်းက အရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကိုရခိုင်ပြည်နယ်ကိုဖျက်ပြီးတော့မှဘင်္ဂလားဒေ့ရှ်ပြည်နယ်ထဲမှာလေဆိုင်ဝဲတစ်ခုအနည်းနဲ့ပြန်လည်ပေါင်းစည်းမှဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာကြီးမားတဲ့မိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အနေအထားရှိပါတယ်။29ရက်နေ့ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲရဆိုလို့ရှိရင်တနအီကိုမိုင်90နှုန်းနဲ့တချို့နေရာတွေမှာစတင်ဖြစ်ပေါ်ပြီးတော့ရှက်တီလို့အမည်ရတဲ့မုံတိုင်းအဆင့်ကိုကူးပြောင်းမယ်လို့ခန့်မှန်းရပါတယ်။ ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာကပို့လိုက်တဲ့ရေငွေ့တွေဟာမြေနဲ့ပင်ဖြစ်ဝင်သွားပြီးတဲ့အပြင်အပေါ်ပိုင်းကနေပြီးတော့လေးဆင်လာတဲ့အကြောင်းမလို့မြန်မာပြည်အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ငလင်ကြောက်မလို့မြေအောက်ကြီးမစိတ်နိုင်လို့မြန်မာပြည်မိုးကြီးတဲ့ဒေသတွေမှာထင်မြန်သွားပဲရေကြီးနိုင်မဲ့အနေအထားအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်လာမယ့်28ရက်နေ့မှာတော့မုံတိုင်းဟာ ပိုမိုအားကောင်းလာပြီးတော့တနာယူမိုင်80လောက်နဲ့ဘင်္ဂလားပင်လယ်အော်ရဲကနေပြီးတော့အိန္ဒိယနယ်စပ်ကိုစတင်ချင်းကနိုင်တယ်လို့ကျွန်တော်တို့ကနဦးခမန်းကျဲထုတ်ပြန်ပါတယ်ကျွန်တော်တို့စောစောကတင်ပြသွားတဲ့မုံတိုင်းဖြစ်နိုင်တဲ့လေစီးချောင်းနဲ့အဲ့ဒီလေစီးချောင်းနဲ့လေဆိုင်ဝဲကထုတ်လုတ်တဲ့ပယ်ဆောင်မဲ့ရေငွေ့တွေအခြေအနေကိုလေ့လာမယ်ဆိုရင်တော့ဒီကနေ့မနေ့6နာရီအချိန်မှာဘင်္ဂလားပင်လယ်ထဲမှာတိမ်အနေနဲ့ အပြစ်နှောင်းနေတာတွေ့ရပြီးတော့မြန်မာပြည်အောက်ပိုင်းမှာလည်းတိမ်ငိမ့်တွေဝင်သွားတယ်လို့ပဲမြန်မာပြည်လေပိုင်းကအပူချိန်ကြောင့်တိမ်တွေဟာမိုးတိမ်များဖြစ်ပြောင်းလဲသွားတာကိုတွေ့ရှိရပါတယ်။လာမယ့်22ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကတိမ်အနေနဲ့ကမြန်မာပြည်အောက်ပိုင်းနေမှာကပဲနဲ့မန္တလေးနဲ့တချင်းပြည်နယ်အထိစတင်ပြီးတော့ရောက်ရှိသွားတာကိုကျွန်တော်တို့ခမန်းစက်တွေအရတိုင်းတာရရှိပါတယ်။23ရက်နေ့မှာဆိုလို့ရှိရင် ဒီတိမ်အနေနဲ့ဟာတချို့နေရာတွေမှာအရန်ကိုများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေရာကွက်ကြားမိုးကြီးတွေစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်24ရက်နေ့မှာလဲထုံနေလကောက်မယ်တိမ်နေနေဗမာပြည်ကိုအရန်ကိုကြည့်နေပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်သောတော့ကတင်ပြသွားတဲ့မြန်မာပြည်ကို9ရက်အတွင်းဝင်လာမဲ့ဘင်္ဂလားပင်လယ်ကတိမ်နေရာဆိုလို့ရှိရင်မြန်မာပြည်ကို9ရက်အတွင်းမှာ အဝါရောင်ပြတဲ့နေရာတိုင်းမှာဆိုလို့ရှိရင်မိုးရေချိန်၆လမအထိရွာသွန်းနိုင်ပြီးတော့ညီညိုရောင်ပြတဲ့နေရာလေးတွေမှာဆိုလို့ရှိရင်တော့မိုးရေချိန်၇လမအထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်တော့ငလင်လောက်ထားလို့အောက်မြေသာပိတ်နေတဲ့မြမာပြည်ကမြေသားတွေပေါ်အားနေပြီးတော့ဖြတ်စည်းဆင်းပြီးတော့ရုတ်တရက်ရေကြီးတဲ့အန်နဲ့ရင်ဆိုင်နှံ့ရပါတယ်လို့ကျွန်တော်တို့အသိပေးလို့ပါတယ် ဒီကနေ့21ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘကိုးတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်နေပြည်တော်ရဲ့အရှိတ်ဘက်ရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ဘက်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာနေရာကွက်ကြာမိုးရွာနိုင်ပါတယ်အထို့အတူအပူချိန်လည်းအနည်းငယ်ကျဆင်းသွားနိုင်ပါတယ်လာမယ့်22ရက်နေ့ရောက်တဲ့အခါမှာတော့ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့ အချို့နေရာတွေမှာမိုးကြီးနိုင်တယ်လို့ပဲမကွေးတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။လာမယ့်23ရက်နေ့မှာတော့မြန်မာပြည်အထက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မန္တလေးတိုင်းနဲ့နေပြည်တော်ပဲခူးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။လာမယ့်24ရက်နေ့မှာဆိုလို့ရှိရင်တော့တရားဝတီတိုင်းချင်းပြည်နယ်မကွေးတိုင်းအထက်ပိုင်း မန္တလေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်ရှမ်းပြည်နယ်အထက်ပိုင်းတို့မှာကျွန်တော်တို့မိုးရေချိန်သုံးလမကျော်ကျော်လောက်အထိကို24နာရီအတွင်းမှာရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်ကျွန်တော်တို့အထူးတတိထားပြင်ဆင်ဖို့လိုပါတယ်ထို့အတူပဲမြန်မာပြည်အလဲပိုင်းရှမ်းပြည်နယ်တစ်ခုလုံးချင်းပြည်နယ်အေရဝတီတိုင်းကရင်ပြည်နယ်ကယားပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာစိတ်စိတ်မှနေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် လာမယ့်25ရက်မှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းရဲ့အနောက်ဖက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တို့လုံးနဲ့အတူသတင်းတားကြီးတိုင်းတို့မှာနေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့လက်ရှိတင်ပြချက်တွေအပြင်ရှတ်တီမုံတိုင်းစတင်ဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့ မြန်မာနိုင်ငံကိုဘလို့တက်ရောက်နေလဲဆိုတာကိုအရေးကြီးရင်ကြည့်လို့နေ့စဉ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့လာနီညာနှစ်ဖြစ်ရတဲ့ကြောင့်လို့ခမန်းချက်တွေဟာအချိန်ပိုင်းနဲ့အနည်းငယ်ပြောင်းလဲမှုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ချင်းကိုသက်ထွေးနိုင် channel ကနေပြီးတော့အတိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ထို့အတူမေလာကုံမှာဖြစ်လာမဲ့ရှတိမုံတိုင်းဟာမြန်မာပြည်ကိုလေပြင်းတိုက်ခတ်ခြင်းမိုးရွာခြင်းများတက်ရောက်နိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့ YouTube ကဖြစ်ဖြစ် Facebook ကဖြစ်ဖြစ် Telegram ကဖြစ်ဖြစ်အများသူကတင်ဆက်နိုင်ရအတွက်ပြန်လဲမျှဝေပေးကြဖို့မြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်